မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာစက်တမာလ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့ချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ်ကိုဓမြတိုက်သူများဟာပြူစောထီအဖွဲ့ဝင်များဖြစ်ပြီးတော့ရွှေဆယ်ဘိတ်သာကျော်နဲ့ငွေကျပ်3000ခန်းကိုပြန်လည်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ10ရက်နေ့မနက်7:00နာရီအချိန်ကမှမန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မြို့တစ်တိတ်ရပ်ကွာမှာရှိတဲ့ချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ဥရွှေဝင်းရဲ့နေအိမ်ကိုလူ9ဦးကတနက်များနဲ့ဝင်ရောက်ဓမြတိုက်ခဲ့ပြီးတော့ရွှေဆယ်ဘိတ်သာကျော်နဲ့ငွေကျပ်3000 င်ခန်းတို့ကိုဓမြတိုက်လူရယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဓမြတိုက်မှုဖြစ်စဉ်ကနေကျူးလွန်တဲ့သူများကိုစစ်ကောင်စီကဖမ်းဆီးခဲ့ရမှာစက်တင်ဘာလ14ရက်နေ့ည9:00နာရီခွဲအချိန်မှာဓမြတိုက်လူရမှုကျူးလွန်ရမှာပါဝင်သူတွေဖြစ်တယ်ပသိမ်ကြီးမြို့နယ်ကုန်းတန်းရက်ကွက်နေခင်မောင်စိုးနိုင်မဲဝေခေါ်ကလားခေါ်ကြော်ကြီးကြော်စိုးမင်းထုံးခေါ်ညီညီစိုးဇင်းကိုကိုကြော်ခေါ်ကရင်ကြီးအောင်စော်ထုံးခေါ်ငယ်ကောင် လိုက်ထအောင်ခေါ်တော့ဝက်ခေါ်ဝက်ကလေးတို့ကိုဖမ်းဆီးရရှိခဲ့ပြီးတော့ချမ်းသာခေါ်ရှုံးထမောင်ကတော့လွတ်မြောက်နေတယ်လို့သိရပါဗျ။ဖမ်းဆီးရရှိတဲ့သူတွေကမန္တလေးလပခမှာပြူစောတိတန်တန်တက်ထားတဲ့သူတွေပါပသိန်ကြီးကပြူစောတိတွေနဲ့အပေါင်းပါတွေကျူးလွန်ကြတာပါ။ဖမ်းဆီးရရှိတာကလည်းဓမြတိုက်မှုမလုပ်ခင်ပြူစောတိအချင်းချင်းပါမလားဆိုပြီးတော့ခေါ်ကြရင်းနဲ့ သတင်းပြန်ပေါက်ပြီးတော့နောက်ဆုံးဖမ်းမိသွားတာပြူစောတိတွေတဲကပဲပြန်ပြီးတော့သတင်းပေးလို့ဖမ်းမိတာလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်စက်တမလာ17ရက်နေ့မန္တလေးတိုင်းပြည်ကြီးတခွန်မြို့နယ်ဂါကြီးရက်ကွာမှာရှိတဲ့ဦးရန်လင်းရွှေရဲ့နေအိမ်ကိုလူခဏဦးကဓမြတိုက်ပြီးတော့စုစုကြီးခွဲပလူက 6G9817 ကားကိုလူရဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုကျူးလွန်ကြတဲ့သူတွေဟာမန္တလေးအခြေစိုက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံပြည်သူ့ဆက်အဖွဲ့ဝင်ဇွဲထက်ခေါ်ဇောင်းထက်ဦးဆောင်တဲ့ပြည်သူ့ဆက်အဖွဲ့ဝင်ခွနာဦးကဓညတိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်လက်အောက်ခံပြည်သူ့ဆက်အဖွဲ့ဝင်များကအင်းရှင်ဦးရဲလင်းရွှေရဲ့ဇနီးကိုလည်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီပြည်သူ့ဆက်အဖွဲ့ဝင်ဇွဲထက်ခေါ်ဇောင်းထက်ဦးဆောင်တဲ့ပြည်သူ့ဆက်အဖွဲ့ဝင်ခွနာဦးကိုစစ်တပ်နဲ့ရဲများကဖမ်းဆီးရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်ကျောမြို့မှာရှိတဲ့ကပ္ပစ23တက်ကတပ်မိသားစုဝင်ဒီအားလုံးကိုစစ်ကောင်စီကရွှေ့ပြောင်းပေးလိုက်ပြီးတော့ PDF များလာရောက်တိုက်ခိုက်ပါကကပ္ပစ23တက်ကအရာရှိနဲ့စစ်သည်များအားလုံးကိုအသေးခံပြီးတော့တိုက်ပွဲဝင်ကြရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ August လနောက်ပိုင်းကစတင်ပြီးတော့ကျောမြို့အမတ်23ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကတပ်မိသားစုဝင်များအားလုံးကိုရွှေ့ပြောင်းမှုများလှုပ်ဆောင်ခဲ့ရမှာစက်တဘာလ၄ရက်နေ့မှာကိုဝင်ဆောင်ကလေးမိခင် တလင်းငယ်များအပါအဝင်တပ်မိသားစုဝင်တွေအားလုံးကိုရဟယင်များနဲ့ရွှေပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်အခုလိုမျိုးရွှေပြောင်းပေးတဲ့နောက်မှာကပ္ပစ23ကအရာရှိနယ်စစ်တီများကိုအသေးခံပြီးတော့တိုက်ပွဲဝင်ကြရန်စစ်ကောင်စီကအမိန့်ပေးညွှန်ကြားထားတယ်လို့သိရပါဗျ။ကျောင်းမျိုးကပ္ပစ23မှာရှိတဲ့ တပ်အတိုင်းဝိုင်းရဲ့ကိုဝင်ဆောင်နေနဲ့ကလေးအမေတွေမိသားစုဝင်တွေအားလုံးကိုစက်တမလာ၄ရက်နေ့နောက်ဆုံးထားပြီးတော့ရွှေ့ပေးပြီးသူတို့ကိုအရင်ဆုံးနမခါကိုရဟယင်နဲ့ရွှေ့ပေးတယ်အဲဒီကနေမှတဆင့်ပတ်ဆိုင်ရာဇာတိတွေစီကိုပြန်ခိုင်းတယ်ကြောမြို့လည်းလူရှင်းနေပြီကပ္ပဆာ23မှာတော့အရာရှိနဲ့စစ်တီတွေပဲကြံခဲ့တယ် တိုက်ခိုက်မှုတွေဖြစ်လာရင်နောက်မဆုတ်တန်းငါမသိငါစခန်းမကြစီရစိတ်ဓာတ်နဲ့တိုက်ပွဲဝင်ဖို့ညွှန်ကြားထားပါတယ်လို့တပ်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အချက်ပဲစစ်ကောင်စီကဂံကောမျိုးနဲ့အတွင်းတပ်များကပ္ပဆဆက်ယုံများအင်ဂျင်နီယာတပ်များမှလေကြောင်းနဲ့လက်နက်ခဲယမ်းများနဲ့ရိတ်ခါများကိုဖြည့်တင်းပေးနေပြီး တပ်များနဲ့စခန်းများမကျစေရေးအတွက်အရာရှိနိုင်စစ်သည်များကိုရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ကြရန်အမိန့်ပေးညွှန်ကြားနေတယ်လို့သိရပါဗျ။ကံကောင်းမျိုးတွေအတွင်းမှာမြေပြင်ကုန်းလန်းကိုစစ်ကောင်စီကထိုးဖောက်နိုင်ခြင်းမရှိတော့ဘဲလေကြောင်းကိုသာအဓိကအားကိုနေရကြောင်းတတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်မှုထမ်းရမဲပေါက်ထားတဲ့လူငယ်တအူထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက်လေဖြတ်နေတဲ့သူ့ရဲ့မိခင်ဖြစ်သူဒေါ်အေးကြီးကိုစစ်တပ်ကဒဇာကံဖြစ်နဲ့ဖမ်းဆီးပြီးတော့ထွက်ပြေးသွားတဲ့လူငယ်ကိုစစ်မှုပြန်လာထမ်းရအတွက်အချက်ကင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပခုတ်ကူမြို့နယ်အမှတ်၃ရပ်ကွက် ကငယ်ခွင်းရှစ်လမ်းမှာနေထိုင်တဲ့လူငယ်တအူးဟာစက်ပမာလာအတွင်းမှာဖွင့်လှစ်ခဲ့တဲ့စစ်မှုထမ်းအပတ်စဉ်၅ကိုတက်ရောက်ရမဲပေါက်ထားတော့လေအမှန်တကယ်စစ်မှုထမ်းရန်ရက်ကွာအုပ်ချုပ်ရေးအဖွဲ့နဲ့စစ်တပ်ကလာရောက်ခေါ်ယူတဲ့အချိန်မှာတော့ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်ရဲ့လေးဖြတ်ထားတဲ့မိခင်ဒေါ်အေးကြီးကို စစ်တပ်နဲ့အုပ်ချုပ်ရေးမှုအဖွဲ့တွေက နေအိမ်ကနေပြီးတော့လာရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့ပြီးလူငယ်ကိုမိခင်ပြန်လဲလွတ်မြောက်လိုပါကလာရောက်ပြီးတော့စစ်မှုထမ်းရန်အကြက်ကင်နေတယ်လို့သိရပါဗျ။ပခောက်ကူမျိုးအမတ်တုံးရက်ကငန်းငယ်ကွင်းရှစ်လမ်းမှာနေတဲ့ဒေါ်အေးကြီးလေတက်ခံထားရတဲ့သူကိုစစ်တပ်ကလာပြီးတော့ဖမ်းသွားပါတယ်။သူ့သားကစစ်မှုထမ်းစည်ရင်းထဲမှာပါရာကိုတိန့်ဆောင်သွားလို့မမိမိရကိုဖမ်းထားတာပါ။ဒေါ်အေးကြီးရဲ့ယောက်ျားကိုလည်းလိုက်ဖမ်းတာထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒါလေပြတ်နေတဲ့မိခင် ပြန်လွတ်ပေးစေခြင်းရင်တားပြစ်သူကိုစစ်မှုပြန်လာထမ်းခိုင်းနေတယ်လို့ဒေသခံပြည်သူတို့ ကပြောဆိုထားပါတယ်။အလားတူပဲပခုတ်ကူမျိုးနဲ့အမှတ်၃ရက်ကပစ်လမ်းမှာစစ်မှုထမ်းရန်ဆင်းရဲပါတဲ့သူထွက်ပြေးတိတ်ဆောင်တဲ့အတွက်မိသားစုတစုလုံးကိုစစ်တပ်နဲ့ရက်ကအုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါတယ်။အခုလိုမျိုးမိသားစုများကိုဖမ်းဆီးပြီးတော့အချက်ကိုင်တဲ့သူဟာပခုတ်ကူမျိုးအမှတ်၃ရက်ကအုပ်ချုပ်ရေးမှု ကြော်သေးဖြစ်ပြီးတော့စစ်တပ်အတွက်အဓိကအလုံးလုံးပေးနေတဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းတဲ့သူတွေထွက်ပြေးရင်မိသားစုတွေကိုလိုက်ဖမ်းမှုအဓိကကူညီပေးတာကတော့အမှတ်၃ရက်ကွာအုပ်ကြီးကြော်သေးပါသူကအရန်ကိုစိုးနေပါတယ်သူကအဓိကဥဆောင်ပြီးတော့ဖမ်းဆီးတာပါလို့ဒေသခံပြည်သူတွေကရှင်းလင်းပြောဆိုထားပါဗျ။လက်တလုံးမှာစစ်ကောင်စီကအော်တိုဘာလမှာစတင်မယ်စစ်မှုထမ်းအပတ်စဉ်၆အတွက် အခုစက်တမလလယ်ပိုင်းကစပြီးတော့လူသစ်စုဆောင်ခြင်းပေါ်တာဆွဲခြင်းမဲနိုင်ချင်းများကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းနက်တလင်းမြို့နယ်ကြေးရွာများမှာစစ်မှုထမ်းရန်နဲ့ပြည်သူလုံခြုံရေးအဖွဲ့အဖွဲ့စည်းရန်တရွာကိုလူဦးရေ9ဦးပေးရန် စစ်တပ်ကတောင်းခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ23ရက်နေ့ဘကိုးတိုင်းအနောက်ချမ်းတရားဝတီခရိုင်နတ်တလင်းမြို့နယ်ပဲမခန့်ချေးပါအုပ်စုမောင်ပြည်သူ့ဆက်အဖွဲ့ဖွဲ့ရံနဲ့စစ်မှုထမ်းရအတွက်အသက်35နှစ်ကနေအသက်65နှစ်အထိအမျိုးသားများအားလုံးကိုမဲနိုင်ခိုင်းနေတယ်လို့သိရပါဗျ။မဲပေါက်တဲ့သူတွေအနေနဲ့မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ပြီးတော့အကယ်၍မဲပေါက်ပြီးစစ်မှုမထမ်းဘဲထွက်ပြေးရင်လည်း တပ်ဆိုင်ရာခြေရွာများကပြည်သူများကတရွာကိုလူခွန်တာဦးမဖြစ်မနေပေးပို့ရမယ်လို့စစ်တပ်ကအမိန်ပေးလာတယ်လို့သိရပါတယ်တရွာကိုစစ်မှုထမ်းဖို့အတွက်လူ6ဦးကနေပြီးတော့ခွန်တာဦးထိပေးခိုင်းတယ် စစ်တပ်ကလူပေးဖို့အမိန့်ပေးခံရတဲ့ရွာတွေကတော့ပဲမခန်းချေးရွာပဲနွယ်ကုံချေးရွာတခုတ်ကုံချေးရွာကန်တရာချေးရွာဖောင်းချောင်ချေးရွာတို့ဖြစ်ပါတယ်တကယ်လို့မဲပေါက်ပြီးတော့စစ်မှုမထမ်းခြင်းငွေပေးလို့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စက်တဘာလ15ရက်နေ့မှာစစ်မှုထမ်းရမဲပေါက်ပြီးတော့စစ်မှုမထမ်းလူသူများထံကနေပြီးတော့ငွေများကောက်ခံခဲ့ပြီးတော့ပဲမခန်းချေးရွာအုပ်စုအုပ်ချုပ်ရေးမှု ခင်စုံနဲ့စစ်သား6ဦးကငွေများကိုလိုက်လံကောက်ယူတောင်းခံနေတယ်လို့သိရပါဗျ။မနေ့ကစစ်မှုထမ်းဖို့မဲပေါက်တဲ့သူတွေကိုတယောက်ကို30ပဲမခန့်အုပ်ကြီးဦးခင်စုံနဲ့စစ်သား6ယောက်ကလိုက်တောင်းနေပါတယ်။မပေးနိုင်တဲ့သူတွေကိုတော့မနေ့ကညနေပိုင်းမှာပြည်သူစစ်တပ်နဲ့တိုက်ရမယ်ဆိုပြီးတော့ခေါ်သွားပါတယ်။ ပတ်စံ30ပေးနိုင်တဲ့သူတွေကတော့မပါသွားဘူးလို့ဒေသခံပြည်သူကရှင်းလင်းပြောဆိုထားပါတယ်။အလားတူပဲအေယာဝတီတိုင်းကျုံမြော်မြို့နယ်နဲ့ဝါခေမမြို့နယ်တို့မှာလည်းစစ်တပ်ကစစ်မှုထမ်းရအတွက်လူရည်90တောင်းခံခဲ့တယ်လို့သိရပါတယ်။ကျုံမြော်မြို့ဒေသရက်ကရုံးမှာစစ်မှုထမ်းဖို့လူငယ်အယောက်90လူခေါ်တာမပြည့်လို့အကုန်ခေါ်နေတယ်စစ်သေးကမလိုက်ချင်ငွေပေးပြီးတော့လူစားထုတ်ရှာခိုင်းတယ် ငွေလည်းမပေးဘူးလူစားထုတ်လည်းမရှာနိုင်ဘူးဆိုရင်တော့စစ်ထဲကိုလိုက်ဖို့ခေါ်တယ်စစ်မှုထမ်းအပတ်စဉ်6တွက်ကြိုပြီးတော့လူစုနေတာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်အေဝဒီတိုင်းဝါခင်မမျိုးနဲ့တပြေးချောင်းချေးရွာမှာလည်းအုတ်ချုပ်ရေးမှုဇာနီမောင်ကစစ်မှုထမ်းများကိုထောက်ပံ့ရန်ဆိုပြီးတော့တအိမ်ကိုအ ਨੇ စုံငွေကျပ်9000ကနေပြီးတော့တသိန်းအထိတောင်းခံနေတယ်လို့သိရပါတယ်လဆင်ငွေကြေးတောင်းခံနေခြင်းဖြစ်ပြီးတော့ ဘသူကမှခယုံမဆိုင်ကြောင်းတိုင်ချင်းဟာတိုင်တိုင်းကြောင်း PDF ကိုလည်းမကြောက်ကြောင်းပြောဆိုထားတယ်လို့သိရပါဗျ။စစ်မှုထမ်းအပတ်စဉ်တစ်ခုတိုင်းစီအတွက်တပြေးချောင်းကြီးရအုပ်ကြီးဇာနေမောင်ကတအိမ်ကိုတသိန်းတောင်းတယ်။စစ်မှုထမ်းစရင်မှာမပါတဲ့အိမ်ကတသိန်းစစ်မှုထမ်းစရင်ပါတဲ့အိမ်က9000လစဉ်ပေးနေရတာ။အခုဆိုရင်အိမ်တိုင်းကလစဉ်အုပ်ကြီးတောင်းသမျှကိုပေးနေရတာ။အနည်းဆုံးငွေ2သိန်းခွဲလောက် ပေးပြီးပြီ။ဘသူမှခယုံမဆိုင်ဘူး။သူ့ကိုပုံကန်ရင်တော့စစ်တက်ခေါ်မယ်လို့ပြောတယ်။ ရွာကလူတွေလည်းရေမေးကတမျိုးအုတ်ကြီးကတမျိုးနဲ့အကုန်ဒုက္ခရောက်နေကြရတယ်။ PDF တွေကိုလည်းဂယုမဆိုင်ဘူးလို့ပြောတယ်။တေးမာမကြောက်လို့အုတ်ကြီးလုံနေတာလို့ပြောတယ်။လူငယ်တွေကတော့အကုန်ထွက်ပြေးကြတာ။ရွာမှာလည်းလူမရှိတော့ဘူးလို့တပြေးချောင်းကြီးရွာကပြည်သူတို့ကပြောဆိုထားပါရဲ့။လက်တလုံးမှာစစ်တပ်ကအော်တိုဘာလမှာစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်6အတွက်အခုစက်တဘာလလယ်ပိုင်းကစတင်ပြီးတော့လူစုဆောင်ခြင်းပေါ်တာဆွဲခြင်းမဲနိုင်ခိုင်းခြင်းများကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ